အရှင်ဖျားရဲ့ဘွဲအမည်လေးကိုအမိန့်ရှိပါဗျာအဲဦးစင်ရဲ့ဘွဲအမည်ကတော့ဥပညာတာရဖြစ်ပါတယ်အရှင်ဖျားရဲ့ biography အချင်းချုပ်ကလေးများပြောပြလို့ရနိုင်ပါလားဗျာအဲရပါတယ်တခါကြီးဦးစင်ကိုမကွေးတိုင်းမကွေးမြို့နယ်တရကောက်အုပ်စုစုပစံကြီးရွာမှာပါကမေရောအမိဥက္ကမောင်နဲ့အမေရောထော်ထွေးလာတို့မှာ ဖွားမြင်ခဲ့ပါတယ်ဟုတ်သာသမီ9ယောက်နဲ့ဦးစင်က9ယောက်မြောက်တာလာရတနာပါဦးစင်အထက်အကို2ယောက်အမ1ယောက်နဲ့ညီလေး2ယောက်ညီမလေး1ယောက်ရှိပါတယ်ဦးစင်1352ခုနဲ့54ခုနဲ့မှာဖွားမြင်ခဲ့ပြီးအဲ ဥစဉ်ရွာဦးကျောင်းဖုံတော်ကြီးထံမှာအခြေခံဟလာ PG အတွင်းအောင်ခြင်းအပြည့်အောင်ခြင်းအစရှိတဲ့ဗုဒ္ဓဘာသာရှင်ကျေးမှုတွေကို ဖြင့်ငယ်စဉ်ခကာလာတော့ဥစဉ်သင်ကြားခဲ့ရပါတယ်။ရွာဦးကျောင်းဆရာတော်ဥတ္တမနာရဲ့စုဆုံးမှမှုနဲ့အတူဥစဉ်တို့ရွာမိဘဆရာသမားတွေရဲ့ကျေးဇူးကြောင့်ဥစဉ်အဲ 1990မှာအဲဆေရန်ကိုဖြင့်မကွေးမြို့အထက်ကတက်ကနေပြီးအောင်ခဲ့ပါတယ်1991ခုနှစ်မှာတော့ဦးဇင်မိချောင်းရဲမြို့နယ်မြန်လေးစုသာသနာရိတ်သာမှာရှင်သာမဏေဝင်ပြီးတော့တရားတွေကိုဖြင့်ဝိပဿနာတရားတွေကိုဖြင့်နှစ်လကျော်၃လနေပါအထုတ်ခဲ့ပါတယ် အဲဒီကစားပြီးဥဇင်သာနာပေါ်မှာအဲပျော်မွေ့ပြီးအဲရောက်ကြောင်းဆရာတော်ရဲ့ဆုဆုံးမမှုနဲ့အတူမကွေးမြို့မဟာရဏာယမစတဲ့တိုင်းတိပိတကသရဆရာတော်ဥက္ကုဏ္ဏညနဲ့တကွစာကြဆရာတော်မြတ်ရဲ့အထံမှာစပိပရိယတ်တွေကိုဖြင့်ဥဇင်သင်ကြားခဲ့ပါတယ်စပိပရိယတ်တွေကိုဖြင့် ဦးစင်တင်ကြရင်သွားရင်ဟန်လဲအဖြစ်မကွေးကောလိပ်မှာလဲဦးစင်စာပေးစာယူနဲ့အဲတက်ရောက်ခဲ့ပါတယ်1990ခွန်96 90ခွန်မှာဦးစင်မြန်မာစာနဲ့ဖွဲ့ရပြီးဦးစင်ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတာဒါနာပြုတက်ကြူတွေဦးစင် ဟလာပြိပဒါနာပြုအတွက်ဝင်ရောက်ဖြည့်ဆို့ခဲ့ပါတယ်။ချက်မြေရေးတာကိုတော့ဥစဉ်1990မှာမော်ဘီချက်မြေရေးတာမှာတရားနှစ်လအထုတ်ပြီးအဲ့ဒီချက်မြေရေးတာမော်ဘီမှာပဲနှွေရတီတိုင်းဥစဉ်အပရိယပฏิပတ်တွေကို ဖြင့်ကြိုးစားအထုတ်ခဲ့ပါတယ်။အဲ့ဒီ1990ကစပြီးဥစဉ်မော်ဘီချက်မြေရေးတာရောရန်ကုန်ချက်မြေရေးတာမှာရော ချက်မြေဆရာတော်ဘုရားကြီးရဲ့ဏိနာနေတရားကိုယူပြီးအတရားဓမ္မတွေကိုဖြင့်ဟလာကိုတိုင်လည်းအာထုတ်ယောဂီတွေကိုလည်းသွန်သင်ပြတာခဲ့ပါတယ်အဲဦးစင်မဆိုရင်မန္တလေးမြို့မဆိုရင်တိုက်တဲ့မှာဓမ္မစရိယာ၃ညန်းကိုကြိုးစားပြီးတည်ယူခဲ့ရင်အဲ့ဒီမကွေးမဟာရဏယာမစာတင်တဲ့ကစာချပြန်ခေါ်လို့မလို့ အဲ့ဒီမှာပဲဥစဉ်၄နှစ်လောက်စာချခဲ့ပါတယ်မကွေးရတနာယာမမှာ၄နှစ်လောက်စာချပြီးအရန်ကုန်ချမ်းမြေ့ရေးတာမှာဥစဉ်တရားတွေပြန်ပြီး၃လဝါရင်၃လအားထုတ်ကကြိုးစားခဲ့ပါတယ်အဲ့လိုဝါရင်၃လအားထုတ်ပြီးမှဥစဉ်တို့အဲချမ်းမြေ့ဆရာတော်ဖခင်ကြီးကဥစဉ်တို့ချမ်းမြေ့ရေးတာမှာကမ္မထာနာစရိယအနေနဲ့လက်ခံပြီး အဲပရိယပฏิပတ်အတာဏကိစ္စတွေကိုဥစဉ်ကြိုးစားခဲ့ပါတယ်။နောက်ဥစဉ်အဲပြင်းဥလင်ချမ်းမြေရေးတာမှာလဲ1998ခုနှစ်ကတော့ချမ်းမြေဆရာတော်ဖျားကြီးနဲ့အတူဝါဆိုပြီးတော့ချမ်းမြေဆရာတော်ဖျားကြီးရဲ့နိနာနေတဲ့အနိကအင်္ဂလိပ်စာပေတွေကိုလဲတင်ယူခဲ့ရပါတယ်။1990ခုနှစ် 99မှာတော့ဦးဇင်းတောင်အာဖရိကနိုင်ငံကိုအတဟနာပြုစီလုပ်ခဲ့ပါတယ်။အဲအဲ့ဒီမှာဦးဇင်းအဲ၃နှစ်လောက်ကြာခဲ့ပါတယ်။တောင်အာဖရိကနိုင်ငံပီတာမရစ်စပတ်မြို့ဒါမောရီယာမြန်မာဝိရာအကြောင်းမှာအဲအဲ့ဒီမှာဦးဇင်း2009 2010 2017သုံးဝါဆိုပြီးတော့အဲတောင်အာဖရိကရောက် မြန်မာဆရာဝန်မိသားစုတွေနဲ့အတူအဲ့ဒီတောင်အဖရိကနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာတွေအတိပယ်ဗုဒ္ဓဘာသာဝင်တွေရဲ့ဖိတ်ကြားမှုနဲ့အတူတရားဓမ္မတွေကိုဖြင့်ကိုချမ်းပြေဆရာတော်ဖျားကြီးရဲ့ဤစနေအတိုင်းကြိုးစားပြီးသင်ကြားပေးခဲ့ပါတယ်2021စတခုနှစ်မှာတော့ဦးစင်အဲကိုရန်ကုန်ချမ်းပြေရေးတာပြန်ရောက်ပြီးဆယ်ရက်ပဲတရင်သုံးပြီးဒီစင်ကိုချမ်းပြေရေးတာက အ2017ခုနှစ်သူတို့မေလလောက်မှာစတင်ဖွဲ့စည်းပြည်တဲ့နောက်ဦးဇင်းတို့အဲနိုဝင်ဘာစက်တဲမှာကျောင်းဖုံပွဲနဲ့အတူဦးဇင်းကိုချမ်းပြေဆရာတော်ဘုရားကြီးကစင်ကိုချမ်းပြေရေးတာမှာကျောင်းထိုင်အဖြစ်တာဝန်ပေးပြီးအခုဦးဇင်းတို့ဟုတ်လားနှစ်နှစ်ခွဲကြော်ကြော်ကာလတန်အောင်ဦးဇင်း ချမ်းမြေ့ရတာစင်ကိုပူမှာပဲပရိယပฏิပတ်ဒါနတာဝန်တွေကို ချမ်းမြေ့ဆရာတော်ဖခင်ကြီးရဲ့ဩဝါဒအတိုင်းဥစဉ်တို့ကြိုးစားပြီးဟလာဒါနပြုနေပါတယ်တခါကြီးရှင်ဖျားတို့ဒီချမ်းချမ်းမြေ့ရတာစင်ကိုပူအကြောင်းမှာအကြောင်းမှာရှိ activity လေးတွေရဲ့ရှင်ဖျားတို့အတွေ့အကြုံလေးတွေအခက်အခဲလေးတွေညာရှင်ပြလို့ရနိုင်ပါလားအဲသူတို့စင်ကိုပူမာတော့ ဟိုဥစဉ်တောင်အာဖရိကမှာဒါနာပြုတာနဲ့ဆိုင်ရင်အများကြီးကို ကောင်းတာတွေ့ရပါတယ်မြန်မာတွေလည်းစင်ကူမှာ များတဲ့အတွက်အဲဥစဉ်တို့အခက်ခဲဆိုတာဟာလားမရှိသလောက်လို့ပြောရပါမယ်အဲချမ်းမြေဆရာဘုရားကြီးရဲ့အော်ဝါဒနဲ့အတူချမ်းမြေဆရာဘုရားကြီးရဲ့မေတ္တာအောက်မှာဥစဉ်တို့ကခိုလုံပြီးနေရတဲ့အတွက်ကောအဲစင်ကူမှာရောက်နေတဲ့မြန်မာမိသားစု တွေရာရောအစစအရာရာလူလေးသိမရှိအဲထောက်ပံ့ကြချိမြောက်ကြတဲ့အတွက်အဲဦးဇင်းတို့ချက်မြေးသားအစဉ်ပြေတယ်လို့ပြောရပါမယ်အစဉ်ကူကတော့ကွန်ပလိန်တက်ထာများတယ်အဲဒါကြောင့်အစစအရာရာဦးဇင်းတို့ဂရုစိုက်ဖို့ဟောလာဘေးအိမ်နေဘေးအိမ်ဘေးအိမ်နေရလဲကွန်ပလိန်တက်ကြတယ်ဒါကြောင့်အစစအရာရာဂရုစိုက်ဖို့အားလုံးကလည်းဟောလာပြောကြဆိုကြတဲ့အတွက် ဲဒါကိုဦးဇနိုကူးဆိုင်ပြီးတော့ဦးဇနိုကရိတ်တာပြီးပြီးအေးအေးချမ်းချမ်းတိတ်ဆိတ်တဲ့နေရာအခုဦးဇနိုစင်ကာပူနိုင်ငံဟာလာချောချူကန်မှာတိတ်ဆိတ်တဲ့ရပ်ကွက်မှာနေရတော့အဲတရားအထုတ်လို့ရောဒီပြင်အကြောင်းရဲ့တနေ့သာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လဲဦးဇနိုတရားတွေပွားများအထုတ်အခုစနေတဲ့နေ့ရော ဥစဉ်တို့ဂျားရက်ဒီမှာရောဥစဉ်တို့ဒီကြောင်းတိုက်အနေနဲ့အလေတာနှက်ခန်းကိုတရားထိုင်ခန်းမှာဇင်းညာဆောင်ဆိုပြီးတော့ထပြီးအမျက်မပြတရားအထုတ်ဖို့ရန်ဥစဉ်တို့စီစဉ်ထားပါတယ်အဲဒီပြင်အခက်အခဲတွေဆိုတာတော့ဥစဉ်တို့အဲမရှိတလောက်လို့ပြောရပါမယ်စစရရဥစဉ်တို့အဆင်ပြေပါတယ်တခါကြီး ရှင်များတို့ activity တွေနဲ့နောက်အနာဂတ်အတွက်ပေါ့နော်ဗျာအနာဂတ်သာသနာအတွက်ဘယ်လိုများတိုးချဲ့သွားဖို့လို့အရှင်ပြအတွက်ဘယ်လိုများအစီအစဉ်တွေများရှိပါလဲဗျာအဲအနာဂတ်သာသနာအတွက်ကတော့ဥစ္စတို့ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာ၍အသစ္စာလေးအင်ရှင်းမဲ့ကင်နဲ့သုံးအင်လက္ခဏာသင်္ခတာသင်္ခတာမြတ်ဓမ္မကိုကျင့်ကြလေ၍ဉာဏ်ဖြင့်တွေ့မှဟလာစေနေပူဇာအမြတ်ဆုံးတာဟုမြတ်စွာဘုရားကျူဖို့မိန်သည် ချမ်းငြိမ်ကြည်သာဖို့ပါကိုဆိုတဲ့အတိုင်းဟိုစင်ရင်ရင်ရေးချမ်းသာရေးဟိုစင်ရည်တွေချုပ်ငြိမ်ပြီးချမ်းသာစေချမ်းသာမှန်ရောက်အောင်အဲဦးဇနုအချမ်းပြေဆက်တော်ဖျားကြီးရဲ့ဤစနစ်အမြတ်စွာဘုရားဟောဖော်ညွှန်ကြားတဲ့မဟာတတိပဋ္ဌာန်သုတ်တန်အရာဦးဇနုကျေးဇူးတော်ရှင်မဟာစီဆရာတော်ဖျားကြီးကိုဥထိပ်မှာဖန်ဆင်ပြီးအဲဦးဇနုရှေ့ဆက်လဲတတိပဋ္ဌာန်ဝိပဿနာတရားတွေကိုဖြင့်အာကိုရိညာရောက်အောင် ုတ်လားစူးစမ်းပြီးပွားများအထောက်ဖို့အဲဦးဇင်းတို့အဲဒီတိတ်ဆိတ်တဲ့အဲနေရာဟုတ်လားအေဂျင့်ရဲ့နေရာဖြစ်တဲ့ဦးဇင်းတို့အစင်ကူပဏ္ဏငန်းချွတ်ချူကန်ရက်ွက်မှာတရားတွေပွားများ အထောက်ဖို့အဲဦးဇင်းတို့ချမ်းမြေစင့်ဆိုတဲ့ website မှာဟုတ်လားကြည်ပြီးဦးဇင်းတို့ချမ်းမြေရေးတာရဲ့လုပ်ငန်းဆောင်တာလေးတွေကိုလည်းအဲ့ဒီမှာကြည့်နိုင်ပါတယ်တခါကြီး အာဒီဗီဒီယိုအနေနဲ့အာလာမယ့်၅ချိန်မြောက်စင်ကူနိုင်ငံကြောင်းမုံဆုံတရားဟောပြောပွဲမှာအရှင်ဖျားတို့ကိုလည်းဖိတ်ထားတယ်လို့သိရပါတယ်ဗျာဟုတ်တယ်အဲ့ဒါအရှင်ဖျားတို့ဟိုအရင်ကအာနှစ်တရားအတွေ့အကြုံလေးတွေရဲ့အရှင်ဖျားပြီးတဲ့အခါကျတော့အရှင်ဖျားဗားရီများဟောဖို့စိတ်ကူးများရှိပါလဲဗျာအာဟုတ်ကဲ့ဦးစင်ပြီးကြတဲ့တနှစ်ကျော်တုန်းကတော့သစ္စာလေးပါးတရားဟောခဲ့ပါတယ်တခါကြီးအဲဦးသူတို့ဗုဒ္ဓနာဓမ္မဒေသနာနာမ စတုတ္တသဝိနည်းမုတ်တော်နာမနတ်တိဆိုတဲ့အတိုင်းအမြတ်စွာဘုရားရဲ့တရားတို့ဒေသနာတော်တွေမှန်သမျှဟာတစ္ဆာလေးပါးကလွတ်တဲ့တရားဆိုတာမရှိဘူး။ဒါကြောင့်တစ္ဆာလေးပါးမှာပဲအကျုံးဝင်နေတယ်လို့မိန့်နေတဲ့အတွက်အဲဥစဉ်တို့ဓမ္မစကြာရဲ့အနှစ်ချုပ်ဖြစ်တဲ့အဲတစ္ဆာလေးပါးတရားကိုဥစဉ်ဟောပေါ်ညွှန်ကြားခဲ့ပါတယ်။ဥစဉ်ဟာလာအတက်တော်40မြောက်မွေးနေ့နဲ့လဲအဲ့မှာတိုက်ဆိုင်နေတဲ့အတွက် ုစင်တစ္ဆာလေးပါတရားတော်ကိုဟာလာအဲ PCD DVD အနေနဲ့ထုတ်ပြီးတော့ဥစင်ထားပါတယ်တခါကြီးအပြည့်ခဲ့တဲ့နှစ်ကတော့အဲမက်ကင်ရှစ်ပါတရားတော်ကိုဥစင်ဟောပေါ်ညွှန်ကြားခဲ့ပါတယ်အဲအဲ့ဒီအဲစင်ခတ်တဲ့ငင်းငင်းနဲ့နိဗ္ဗာန်ကိုရရရောက်ကြောင်းဟာလာအကျင့်ကောင်းအကျင့်မှန်ဖြစ်တဲ့အဲဒါမက်ကင်ရှစ်ပါအကျင့်တရားဟာအရေးကြီးတယ်ဥစင်တော်မြတ်စွာဘုရားအပရိနိဗ္ဗာန်စံဃာဒီ သူဘာတာကိုဟောဟောကြတဲ့အဲမကင်ရှိပါရှိရာမှာကိလေသာညင်းသူရှိနိုင်ပြီမကင်ရှိပြမရှိရာကိလေသာညင်းသူမရှိပြီဆိုတဲ့အတိုင်းအဲမကင်ရှိပါအကျင့်တရားအတိုင်းအကျင့်ကြံကြုတ်ကိုပွားများအထုတ်မယ်ဆိုရင်ကိလေကိလေသာခတ်သိမ်းချုပ်ပြန့်ငိမ့်နိုင်တယ်ဒါကြောင့်မကင်ရှိပါအကျင့်တရားတွေကျင့်ဖို့ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ဥစဉ်မကင်ရှိပါတရားဟောခဲ့ပါတယ်အဲမှာလဲဥစဉ်52နှစ်မြောက် မွေနေ့နဲ့အဲကြုံကြိုက်တာနဲ့ဥစဉ်42နှစ်မြောက်မွေနေ့ဓမ္မအလူဆိုပြီးအဲဥစဉ် DVD ခွေတွေထုတ်ပြီးတော့အဲဥစဉ်ထားပါတယ်ဥစဉ်ဒီနှစ်တော့အဲလက္ခဏာရင်၃ပါးတရားကိုဟောဖော်ညွှန်ကြားဖို့စေကူးထားပါတယ်အဲဥစဉ်တို့ဒီယုံနာဓမ္မသင်္ခါရတရားတွေဟာမမြဲတဲ့တရားတွေပဲဖြစ်ချင်းပြချင်းနဲ့နှိမ့်ဆက်နေလို့စင်းရဲတဲ့တရားတွေပဲ အစိုးမရတဲ့တရားတွေပဲအဲအဲ့ဒီလိုအနိစ္စဒုက္ခအနတ္တလက္ခဏာတရားတွေရှိကြတယ်အဲအဲ့ဒီလက္ခဏာတရားတွေကို ဖြင့်ဟလာဘယ်တရားတွေကဖုံးကွယ်ထားလို့ဟောဘလိုများကြင်ကြံကြို့ကိုပွားများအားထုတ်ရမယ်ဆိုတာကိုဦးဇင်းတို့ကိုဗုဒ္ဓဘာသာမြန်မာလူမျိုးတွေသိရှိအောင်အကောင်းမြတ်တဲ့ရည်ရွယ်ချက်နဲ့ကိုစိတ်ဝင်စားတဲ့တရားကိုအဲဝိနည်းတတ္တဝါတွေကိုဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အဲစိတ်ဝင်စားလောက်အောင်အဲဥစနေစူးစမ်းပြီးဟောမယ်ဆိုတဲ့ရွေးချက်ကလေးအဲ့လိုလေးထားပါတယ်တခါကြီးအရှင်ပြောအခုလိုစိတ်ရှည်လက်ရှည်နဲ့အရှင်ပြသွားတာကျေးဇူးထူတင်ပါတယ်ဗျာအခုအင်တာဗျူးသွားတာကတော့ချမ်းမြေရိတ်တာစင်ကာပူနိုင်ငံမှာဆရာတော်ဦးပညာသားဖြစ်ပါ